မိုဘိုင်းလာကျန်ဆော့ရတာလောင်လာလို့ HOK ကိုပြောင်းဆော့ကြည့်တဲ့အခါမင်္ဂလာပါပရိသတ်ကြီးတို့ရေမိုဘိုင်းလာကျန်တစ်မျိုးတည်းကိုနှိမ့်ရှိလာများအချိန်ပေးဆော့လာခဲ့တာကျွန်တော်တို့အတွက်အနေငယ်လေးပြင်းလဲပြင်းလာတယ်လို့လောင်လဲလောင်လာလို့တခြားဂိမ်းတစ်ခုကိုပြောင်းဆော့ခဲ့ပါတယ်ဒါကတော့လူငယ်တွေကြား2023လောက်ကရေပန်းစားလာခဲ့တဲ့ HOK လို့ခေါ်တဲ့ owner game မှာသူကလည်း5 vs 5လူငယ်တွေကြား mobile game အမျိုးအစားတစ်ခုပါပဲမိုဘိုင်းလာကျန်နဲ့ခက်ဆင်ဆင်ဆိုပေမဲ့မတူတာတွေတော့များပါတယ် ပထမဦးဆုံးဒီ game ကိုစပြီးတော့ download တဲ့အချိန်မှာသတိထားမိတာက file size ပါ။ game ကိုအစအဆုံးအပီးစီးကစားလို့ရအောင် download လုပ်လိုက်တာ 7GB ကျော်ကျော်လောက်ထိတော့ download ရပါတယ်။တန်ကြီးကျော်လောက် mobile legend နဲ့ရှင်မဲ့ဆိုရင်တော့ storage နေရာယူတာတတ်တာတွေလို့ပြောရမှာပါ။ storage တတ်တာရာကြောင့်မလို့ phone CPU လည်းအရင်ကြီးအလုံးမလုံးတောင်မို့ဖုန်းလည်းအရင်မပူသလို line တတာမျိုးထစ်တာမျိုးလည်းတိတိတသာကြီးတော့နေပါတယ်။ပြောချင်တာက H key ကဖုန်းအရင်ကြီးမကောင်းမှုဆိုရင်လည်းကစားလို့ရတဲ့အနေအထားမှရှိပါတယ်။ ီလိုနဲ့ဂိမ်းစားဆော့မယ်ဆိုတော့ဂိမ်းထဲကိုဝင်တဲ့အချိန်မှာရွေးစရာ option နှစ်ခုပေးပါရီအဲ့ဒါကတော့အကောင့်ဖွင့်ပြီးတော့ကစားမလား gas အနေနဲ့ကစားမလားဆိုတာပါသူလုတ်ပြီးထားတဲ့ပုံစံမျိုးကအကောင့်ဖွင့်ပြီးတော့ဂိမ်းချက်ချင်းတန်းကစားဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အရင်ဆုံးစမ်းစော့ကြည့်ပြီးတော့မှကြိုက်မှစမ်းစော့ဆိုတဲ့အထာမျိုးနဲ့လာပါရီ။ဒါကြောင့်မလို့ကျွန်တော်လေးအရင်ဆုံး gas mode ထဲမှာဝင်ပြီးတော့အရင်စမ်းပါရီ။ဂိမ်းဒေါင်းလုဒ်မပြည့်ခင်မှာတော့အင်ဂိမ်း lobby မှာဒုတိယ poster တစ်ခုပဲပေါ်ပါရီ။ဒေါင်းလုဒ်ပြီးအောင်ဒေါင်းပြီးတဲ့အခါမှာတော့ lobby ခက်လန်းလန်းလေးမြင်ရပါလိမ့်မယ်။ ရုပ်ဂိမ်းဖြစ်တဲ့အတွက် Chinese 3D ရုပ်ရှင်တကားကြည့်နေရတာလားလို့တော့မှထင်ရအောင်ပဲဂိမ်းတွေကဟီးရိုးတွေရဲ့ fighting scene တွေကိုပြသထားပါတယ်အဲ့ဒီပြထားတဲ့အထဲမှာပါတဲ့ဟီးရိုးဒီဇိုင်းတွေက no skin လား skin လားဆိုတာအရင်ကြီးမကွဲပြားနိုင်လောက်အောင်ပဲဒီဇိုင်းကလာတော်တော်လေးမိုက်ပါတယ်ညီကိုတို့အနေနဲ့ live ဆော့မယ်ဆိုရင်အကြံတစ်ခုပေးချင်တာက game ကိုအရင်ပြီးအောင်တောင်းမှုလိုပါတယ်ဒေါင်းလုဒ်ပြီးသွားတဲ့အခါကျတော့မှပဲကိုစော်ဝူးနေတဲ့ Fiverr 5 mobile game တွေနဲ့ကွဲထွက်နေတဲ့တကယ်လမ်းနဲ့ graphic design တွေ mobile legend နဲ့မတူဘဲနဲ့နည်းနည်းလေးပိုဆန်းနေတဲ့ in game UI တွေ ဒါတွေကိုမြင်ရပါလိမ့်မယ်။အပြောင်းလဲဖြစ်အောင်လို့အပြင်းပြေကစားမယ်ဆိုရင်တော့ရွေးချယ်တင်ပြီးတော့စမ်းစောကြည့်တင်တယ်လို့အကြံပေးကြပါရစေ။အဲဒီတော့ဂိန်းတပွဲလောက်စမ်းပြီးတော့ကစားကြည့်ခဲ့ပါရစေ။အဲ့ထဲမှာမှအလူကကြီးနဲ့တူတဲ့ဓာကြီးကိုင်းနဲ့ဟီးရိုးကိုရွေးစောကြည့်ခဲ့တာပါ။ in-game graphic မှာကကြတော့ mobile legend နဲ့မတူဘဲကွဲထွက်နေတာက no skin yoyo hero design တွေကရှင်းရှင်းလင်းလင်းဘာအဖက်မှမပါတာမျိုးမဟုတ်ဘဲနဲ့ skill effect လေးတွေကအစ unique ဖြစ်နေတာဖြစ်ပါရစေ။ မွန်တွန်းကတော့နာမည်တစ်ခုယူထားတဲ့ဂိမ်းတစ်ခုဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့ nose skin design တွေကနည်းနည်းလေးတော့ပုတ်ပါရီတော်တော်များများ hero တွေထဲမှာ nose skin နဲ့နည်းနည်းကြည့်ကောင်းတာဆိုလို့ Nolan ကောင်းလောက်ပဲပြောစရာရှိပါရီအဲ့တော့ဒီ HOK မှာဂိမ်းဆော့ရတဲ့အခါမှာဘာကိုအမှတ်ရစီလဲဆိုတော့ငငယ်ကကျွန်တော်တို့ဆော့ခဲ့ဘူးတဲ့ဂျပန်ဒါခုတ်ထဲက hero တွေကိုအရန်လန်းတဲ့ graphic 3D model နဲ့ကစားနေရတယ်လို့ပါပဲဒီဂိမ်းမှာလည်း mobile game ဖြစ်တာနဲ့အညီပဲ item နဲ့ emblem တွေ battle spare တွေပါဝင်ပါရီ ဒါရီကိုတော့ပြည်သက်တွေအနေနဲ့အထွေထူးလေးလာစရာလိုမယ်မထင်ပါဘူး။ Mobile Legends နဲ့မတူဘူးဆိုပေမဲ့သဘောတရားတွေကတော့အဆင်တူတွေဖြစ်ပါလိမ့်။ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒါကိုတရားစောကြည့်ပြီးတဲ့အခါ Guide တွေလုပ်ပြီးတော့တင်ဆက်ပေးဖို့အစီအစဉ်ရှိပါလိမ့်။နောက်ထပ်တစ်ခုလမ်းသွားတာက Hero Rider မှာစက်ကင်မပါလေ Cobain Record Animation တစ်ခုစီရှိပြီးသားဖြစ်နေတာပါ။ Mobile Legends နဲ့ကြွာသွားတဲ့အချက်မှလည်းအဲ့ဒီအချက်ကိုပြောလို့ရပါသေးတယ်။ Mobile Legends ရဲ့ basic hero တွေမှာဘာအဖက်မှမပါပါဘူး။ဒါပေမဲ့ဒီကောင်ဒီမှာကျတော့အဖက်ပါပါသေးတယ်။ နောက်ပြီးတော့ Hero Ride မှာလည်းပဲတက်ဆိုင်ရာ storyline ရ Rigor animation တွေထည့်ပေးထားတာပါ။ယုဒိယဘာနဲ့သွားပြီးတော့မှဆင်တူလဲဆိုတော့ LOL League of Legends နဲ့တော့မှသွားပြီးတော့ဆင်တူပါရီ။အဲဒီတော့ထုံးစံအတိုင်းပဲ game shop ပြီးတဲ့အခါမှာကျွန်တော် in-game တွေက skin တွေနည်းနည်းလေး like ပြီးတော့ကြည့်ကြည့်ပါရီ။ game account အသင့်ဖွင့်ပြီးတော့ game တီချာဆော့မယ်ဆိုရင်တော့ reward ပေးတဲ့ event တွေလည်းရှိပါလိမ့်မယ်။ဒီ event တွေက second နေလည်းပေးပါရင်ကျွန်တော်လည်းအဲ့ဒီရက်က game စဖွင့်ရင်းနဲ့ပဲတကောင်ရလိုက်ပါရင် ျွန်တော်ရတဲ့ free skin အမျိုးအစားကတော့ Mobile Legends မှာဆိုရင် Starlight skin ရဲ့အထာမျိုး Streetwear နဲ့ skin တကောင်ရတာပါအလကားပြည့်တဲ့ဆိုပေမဲ့လည်း skin ကိုအရင်ကြီးဆူဆူရွရွအနေထားလောက်ထားတာမျိုးမဟုတ်ဖ ೇನೆ အနေထားတစ်ခုရှိအောင်တော့လုပ်ပေးထားပါသည်။နောက်ထပ် skin တွေကိုကြည့်တဲ့အခါမှာတော့ token တွေနဲ့ဝယ်ရတာမျိုးလည်းရှိသလို event လှည့်ပြီးတော့ဖောက်ရတာတွေလည်းရှိပါသေး။ဒါကလည်းပဲထုံနည်းလောက်ပါပဲ။ mobile game တွေကဒီလိုမျိုး generate တစ်ခုထဲမှာပဲတွားနေတာဖြစ်တဲ့အတွက်အရင်ကြီးစမ်းတယ်လို့တော့ပြောလို့မရပါဘူး။ Mondo နဲ့ HOK ရဲ့အဓိကကွာခြားချက်လို့ပြောရမလား။ collaboration စကင်နေဟာတော်တော်မိုက်ပါရီ intro animation နေအင်ဂိမ်းအဖက်တွေကတကယ်ကိုမှတိကျလုပ်ပေးထားတာပါ mobile ကြမှာလောင်နေလို့ဂိမ်းပြောင်းဆော့ဖို့စဉ်းစားနေရဆိုလို့ရှိရင် on off game ဟာကျွန်တော်တို့ ਨੇ အရန်ကြီးလဲမဝေးဘူးကစားမယ်ဆိုရင်လဲကစားဖို့လွယ်တယ်လို့ပြောလို့ရလောက်မဲ့အနေထားဖြစ်ပါတယ်အဲ့တော့ဆော့ရတဲ့ experience ရတော့မြန်မာ player အရန်ကြီးအများကြီးမရှိပါဘူးရှိတော့ရှိပါတယ် မဝါလာချက်မှာတအားကြီးလောင်နေရလို့နည်းနည်းလေးပြောင်းပြီးတော့ဆော့ကျင်နေရပြောင်းလဲဖြစ်ချင်နေဆိုရင်တော့ HOK ကိုရွေးချယ်ခြင်းရွေးချယ်လို့ရပါတယ်ကျွန်တော်က HOK ကိုစမ်းပြီးတော့ဆော့ကြည့်မဲ့အတူတူပဲ HOK guide တွေနဲ့ event တွေအကြောင်းကိုအခု page လေးကနေပြီးတော့တင်ဆက်ပေးဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်စိတ်ဝင်စားတဲ့စမ်းပြီးတော့ကစားကြည့်ချင်နေဆိုရင်တော့နည်းနည်းပါးပါးသိရဖို့အတွက် like and follow လေးလုပ်ပေးထားပါဦးဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ